ညင်းခင်းမကားခဲ့သို့ပို့ဆောင်ခဲ့သူဟင်နရီဖိုးရဲ့တီထွင်ဖန်တီးမှုခီတမောင်းများစွာသောလူတွေတက်နိုင်တဲ့ငွေအားနဲ့ကားတစ်စီးကိုဝယ်စည်းနိုင်မှုမတီထွင်နိုင်ခင်မှာကျွန်တော်နှစ်ကြိမ်တိုင်တိုင်ကြာရှုံးခဲ့ပူပါတယ်။လယ်သမားဘွားနဲ့ကြီးပင်းလာခဲ့ရပြီမဲ့လယ်ခွင်းနေနဲ့ကျွန်တော်ဘယ်တော့မှမပြောခဲ့ပါဘူး။ကျွန်တော်ရဲ့စိတ်ဝင်စားမှုတွေကဂီယာရီအင်ဂျင်နီအကြောင်းပါ။အသက်15နှစ်အရွယ်မှာနိုင်ရီဘလို့အလုပ်လုပ်လေသိချင်လို့လို့ဖြုတ်တက်ကြည့်ခဲ့ပူတယ်။ပြီးတော့ပြင်းစရာကောင်းတဲ့အိမ်လုပ်တွေကိုစိတ်မပါဘဲလုပ်နေရတာထက် အင်ဂျင်နံနေမြည်ဟင်းနေအောင်ကြည့်ဖို့ပဲပို့ပြီးတော့စိတ်အားထက်သန်နေကြတာပေါ့ကျွန်တော်မိသားစုကတော့သူတို့လိုပဲလက်ထဲမှာပဲနေစီခြင်းခဲ့ပေမဲ့ကျွန်တော်အိမ်မက်တစ်ခုလုံးကတော့လူတွေမြင်းမတုံးမဲ့သွာလာနိုင်တဲ့ကဘာတစ်ခုပဲဖန်နီးပုံဖော်ခြင်းခဲ့တာပါပထမဆုံးကြိုးပမ်းမှုနှစ်ခုကတော့ဒေဝါလီခလိုင်းရတာနဲ့ပဲပြီးဆုံးခဲ့ပါတယ်ကျွန်တော်တကယ်ချင်းနေကကျွန်တော်ကိုလူအားမျောလင်းချက်မဲ့တဲ့သူအိမ်မက်ဆန်တဲ့သူလို့ခေါ်ဝေါ်ခဲ့ကြပေမဲ့ကျွန်တော်ဆက်ပြီးတော့စူးစမ်းဖို့မရတတ်ခဲ့ပါဘူးကားတစ်စီးတီထွင်တာတဝက်တစ်ပြက်သာ PC သေးပြီးချင်း တကယ့်စင်ခေါ်မှုကတော့လူတိုင်းတက်နိုင်တဲ့ငွေပမာဏနဲ့ဝယ်စည်းနိုင်အောင်ထုတ်လုပ်နိုင်မှအဆင်ပြေမယ်ဆိုတော့ကျွန်တော်သဘောပေါက်ခဲ့တယ်။1908ခုနှစ်မှာရိုးရှင်းပြီးတော့ခိုင်ခံနေပြီးလူများအတွက်ရည်ရွယ်ထုတ်လုပ်ထားတဲ့ morality ကိုကျွန်တော်မိတ်ဆက်ခဲ့ပါတယ်။ဒါ့အပြင်ကောင်းအောင်လူတိုင်းရကြကြပြင်းပြင်းရရှိနိုင်မှုအတွက်ရွေးရှားတက်စင်ရေးလိုင်း moving assembly line ကိုလည်းအသုံးပြုပြီးတော့ထုတ်လုပ်မှုကိုတော်လှန်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ပဲအခက်အခဲမရှိခဲ့တာတော့မဟုတ်ပါဘူး။အလုတ်သမားသမိတ်တွေတန်တရာသမားတွေ ငွေကြေးအခက်အခဲတွေနဲ့ရှင်းဆိုင်ခဲ့ရပေမဲ့အရိတက်စင်ရဲ့ line ကလောက်ကလားစာတွေကိုမြင့်တင်ပေးခဲ့ပြီးတော့ကားတွေကိုလူပေါင်းများစွာရဲ့လက်ထဲကိုအင်အားထက်ပို့ပြီးတော့ရောက်ရှိစေခဲ့ပါတယ်။ကျွန်တော်ကနှစ်ကြိမ်ကြာရှုံးခဲ့ပူတဲ့လူတစ်ယောက်ကနေကဘာကြီးကိုဘိန်းတက်ပေးခဲ့တဲ့လူတစ်ယောက်ဖြစ်လာခဲ့တာပါ။အကောင်းဆုံးအရင်မြစ်တွေရှိခဲ့လို့မဟုတ်ပဲအလौသမားတွေဖောက်တယ်တွေရဲ့ရှေကီးလန်းကိုနားလည်ခဲ့လို့လည်းဖြစ်ပါတယ်။ပြန်ပြီးစဖို့မကြောက်ပါနဲ့။တခါတလေမှာတတရားအကျဉ်းစူးစမ်းမှုကသမိုင်းကိုပြောင်းလဲစေနိုင်ပါတယ်။ Henry Ford ဟာ Ford Motor Company ကိုတည်ထောင်ခဲ့တဲ့သူပါသူ့ရဲ့အထင်ရှားဆုံးကားတော့သမိုင်းဝင် Morality ပဲဖြစ်ပါတယ်ဒီကားကကမ္ဘာတွန်းကလူများစုအတွက်ကားကိုတက်နိုင်တဲ့ဈေးနှုန်းနဲ့ပထမဆုံးချိန်ထုတ်လုပ်ပေးနိုင်ခဲ့တဲ့ကားမျိုးစားလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်အခုလိုမျိုးဗီဒီယိုလေးတွေကိုအပတ်စဉ်နေ့စဉ်တင်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ရဲ့ Mental Power Page နေကိုလည်း Like and Follow လုပ်ထားနိုင်ပါရှင်အားလုံးကျေးဇူးများတင်ပါတယ်ရှင်